င်္ဂလာပါကျွန်တော် Burma to US Note Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗရိကမှာဆောင်းစီသွားပြတာကံမကောင်းရင်ဒီဝါလီခံသွားနိုင်တယ်ဆိုတဲ့စကားလေးတခုရှိပါတယ်ဒီအတွက်ဒီမှာနေထိုင်သူတွေအားလုံးမရှိဖြစ်ဆောင်းထားတင်တာကတော့ကျမ်းမာရေးအာမခံချက်ပါဒီအမေရိကန်ကျမ်းမာရေးအာမခံစနစ်ကရှုပ်ထွေးပြီးတော့နားလည်ဖို့ခက်တယ်ဆိုရင်တော့အဲ့ဒါကိုတယောက်တည်းမဟုတ်ပါဘူးအဲကျွန်တော်ကိုရိုင်းလဲဒီ insurance ယူပြီးတော့၄၅နှစ်လောက်နေပြီးမှဘလို့သုံးဝင်တယ်ဘလို့မျိုးအဲသုံးရတယ်ဆိုတာကိုတီမီခေါင်မီဖြစ်လာတာပါ ရစနစ်အကြောင်းမပြောခင်မှာကျွန်တော်တို့ဗမာပြည်နဲ့အဓိကခွာခြားချက်ကလေးကနေစပြီးတော့ပြောချင်ပါတယ်။မြန်မာပြည်မှာကတော့အစိုးရပေးတဲ့ကျန်းမာရေးဆောင်ရှောက်မှုစနစ်ရှိပါတယ်။ဒီမြို့နယ်တို့တိုင်းနယ်တို့စေယုံတွေမှာပေါ့နော်။ဒါက UK တို့ဥရောပတို့ကစနစ်နဲ့ဆင်တူပါတယ်။အဲပတ်စံမတက်နိုင်သူတွေအတွက်ယောဂဖြစ်တဲ့အခါမှာအဲ့လိုစေယုံစေကန်းတွေမှာသွားပြီးပြနိုင်တယ်လို့တချို့စရိတ်မျှပေးရတာရှိပါတယ်။အဲတက်နိုင်တဲ့သူတွေကတော့အပြင်စေကန်းတွေစေယုံတွေမှာ ပြကြတာပေါ့နော်။ ဒါပေမဲ့ breaker မှာကြတော့အများပြည်သူတက်လို့ရတဲ့အစိုးရဆေးရုံရဲ့လို့တတ်တတ်မှတ်မှတ်မရှိပါဘူး။ဒီ public ကဖွင့်တဲ့ဆေးရုံဆေးကန်းတွေကိုပဲတွားရတာပါ။အဲ့ဒီမှာပထမဆုံးမေးခံရမယ့်မေးခွန်းကတော့ကျန်းမာရေးအမခံ health insurance ရှိလားဆိုတာပါပဲ။ You don't have insurance? Do you have any health insurance sir? You don't have insurance? အချက်လက်တွေရလူဦးရေ55ရာခိုင်နှုန်းကကျန်းမာရေးအမခံချက်ကိုကိုလှုပ်လှုပ်တဲ့ကုမ္ပဏီတွေကိုယ့်ရဲ့လှုပ်ရှင်တွေစီကနေတစင်ဝယ်ယူကြတာရှိပါတယ်။ ဲ့လိုဝယ်ယူတဲ့အခါမှာကို့အလုတ်ကကုန်ကျစရိတ်မျှခံပေးတဲ့အတွက်အပြင်မှာဝယ်တာထက်စာရင်ဈေးသက်တာပါပဲ။ဒါပေမဲ့အလုတ်မရှိရင်အလုတ်ကမပေးရင်တော့အဲ့ဒီအခွင့်အရေးလဲဆုံးရှုံးသွားတာပေါ့နော်။တစ်ဆယ်ရာခိုင်နှုန်းကတော့အပြင်မှာတည်တန်းကိုယ့်ဘာကိုဝယ်ယူကြရတယ်လို့စစ်တမ်းတွေကဆိုပါရယ်။ကျန်တာကတော့ဆိုရပေးတဲ့ဒီ Medicare တို့ Medicaid အစီအစဉ်တွေကနေကုန်ကျစရိတ်တော်တော်လေးသက်သက်သာသာနဲ့အာမခံချက်ရရှိနိုင်ပါရယ်။ Medicare အသက်65နှစ်နဲ့အထက်ဒါမှမဟုတ်မတန်ဆွမ်းသူတွေကိုပေးတဲ့အစီအစဉ်ဖြစ်ပြီးတော့လူဦးရေ78ရာခိုင်နှုန်းရှိပါတယ် Medicaid ဆိုတာကတော့ဒီဝင်ငွေနဲ့လူရန်းစာတွေအတွက်ဖြစ်ပြီးလူဦးရေ20ရာခိုင်နှုန်းလောက်အကျုံးဝင်ပါတယ်။တခြားဝင်ငွေနဲ့မိသားစုကလေးတွေအတွက်ပေးတဲ့ CHIP chip တို့ဒီစစ်တပ်ထဲမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူတွေကိုပေးတဲ့ VA တို့ TRICARE တို့လည်းရှိတာပေါ့နော်။ဒါရီကတော့ဒီ insurance ကိုကိုယ့်အလုပ်ကပေးလို့ပဲဖြစ်ဖြစ်ကိုယ်တိုင်အပြင်မှာဝယ်လို့ပဲဖြစ်ဖြစ်ဝယ်တဲ့အခါမှာ best season plan ကိုယူမှလဲဆိုပြီးတော့ရွေးစရာပေးပါတယ်။များသောအားဖြင့်တော့၃မျိုးရှိတတ်ပါတယ်။အဲရေဘူးရအားဖြင့်ကိုယ်ကကျန်းမာရေးကောင်းတဲ့သူ ယောဂထွေထွေထူးထူးမရှိဘူးဆိုရင်တော့လစဉ်ကြီးအနည်းဆုံးပေးသွင်းရတဲ့အနေဆုံး plan ကိုယူကြရတာများပါတယ်အဲ့ဒါမှမဟုတ်ပဲပုံမှန်ဆောင်ဝင်ပြနေတဲ့သူတွေဒီစေးတောက်နေရတဲ့သူတွေဆိုရင်တော့အလေအလတ်နဲ့ဒီအမြင့်ဆုံး plan တွေကရေရှည်မှာကိုယ့်အတွက်ပို깟ပါတယ်အဲနောက်တစ်ခုကတော့ကိုယ့် plan ထဲမှာမိသားစုဝင်တွေကိုလည်းထည့်ထားလို့ရပါတယ်အဲ့တော့အဲ့လိုဝဲလို့ရပြီဆိုရင်ဒီထဲမှာပါတဲ့အဓိကအသုံးအနှုန်းလေးတွေရှိပါတယ်အဲ့ဒီအသုံးအနှုန်းတွေကကျွန်တော်အင်္ဂလိပ်စာ တည်တဲ့တက်တယ်ဆိုရင်တော့မှဒီနိုင်ငံမှာဝေးဖွားကြီးမြင့်တဲ့သူတွေတောင်မှသူ့ဝေါ်ဟာတဲ့အထိပယ်ကရုတ်တရက်ဆိုရင်သဘောပေါက်ခက်အဲသဘောပေါက်ဖို့ခက်ပါတယ်ဆိုတော့အဲအကြောင်းကျွန်တော်မှတ်စုလုပ်ထားတဲ့လေးတွေကိုဒီမှာတစ်ချက် share ပြခြင်းပါတယ် ီ plan တွေပါတဲ့ကိန်းဂဏန်းတွေအကုန်လုံးက UVR ဖြင့်ယူဆရမယ်ဆိုတော့ကိုယ့်ဘက်ကပေးရမယ်အမောင့်တွေပေါ့နော်ဆိုတော့ကိုယ့်စီကထွက်မဲ့ငွေပမာဏတွေလို့အကြံပြုတည်ထားလို့ရပါတယ်ဒီကိန်းဂဏန်းတွေစီမသွားခင်မှာပထမဆုံးသတိချမဲ့အသုံးလုံးကတော့ in network နဲ့ out of network ပါ in network ဆိုတာကတော့ဒီကိုယ့်အာမခံကုမ္ပဏီကိုလက်ခံတဲ့စေယုံစေကန်တွေဖြစ်ပါတယ် out of network ဆိုတာကတော့အာမခံကုမ္ပဏီနဲ့ချိတ်ဆက်မထားတဲ့စေယုံစေကန်တွေပါဥပမာအလုပ်အသစ်ပြောင်းလို့ ဒီ insurance plan လေးပြောင်းသွားတဲ့အခါမှာကိုရှင်ပြနေကြဆရာဝန်တို့ဆေးရုံတို့တွေကဒီ company အသစ်နဲ့ချိတ်ဆက်မှုမရှိတာမျိုးတွေကိုတတိပြုတင်ပါတယ်ရေးကြီးဆုံးနဲ့ပထမဆုံးသိရမယ့်အသုံးအနှုန်းကတော့ premium ပါဒီမှာလို့ဆိုရင်တော့ premium ခြေဒီလဆင်သွင်းရတဲ့ငွေပမာဏကိုပြောတာပါအဲ့ဒီမှာကိုယူရတဲ့ဆင်ပေါ်မူတည်ပြီးတော့ပေးရတဲ့ပမာဏလည်းကွာသွားပါတယ်သူကလဆင်ခြေဖြစ်တဲ့အတွက်အလုပ်ကနေယူထားတဲ့သူဆိုရင်ကိုယ့်ရဲ့လောက်ခလာစားတဲ့ကနေနှုတ်ယူတဲ့ပမာဏလည်းဖြစ်ပါတယ် နောက်တစ်ခုကတော့ deductible ပါမြန်မာလိုဆိုရင်တော့ကျွန်တော် a site ပေးငွေနှုတ်ယူငွေပေါ့နော်ဒီမှာပြထားတဲ့အမောင်းကကျွန်တော်အမခံစယူတဲ့အချိန်ကစပြီးတော့ဒီ policy period ရှိတဲ့6လသို့မဟုတ်1နှစ်အတွင်းမှာအမခံကုမ္ပဏီဘက်ကပတ်စံမပေးခင် ကိုယ့်ဘက်ကဒီပမာဏအထိပေးချေရမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဥမာကိုကခွဲစိတ်မှုတစ်ခုလုပ်လိုက်ရလို့ဒေါ်လာ9000ကျသွားရဲဆိုပါလို့အဲ့ဒီ deductible မှာ2000လို့ပြထားရဲဆိုရင်ကိုဘက်က2000အထိအရင်ဆုံးကျွန်တော်ပေးလိုက်ရမှာဖြစ်ပါတယ် အကြံနဲ့3000ကိုတော့ဒီ insurance company ကနေရာခိုင်နှုန်းနဲ့စိုက်ချေပေးမှာပါဆိုတော့ဒီရေဘူးရအားဖြင့်ဆိုရင်တော့ deductible အမောင်ကနည်းလေကိုယ်အတွက်ကောင်းလေဖြစ်ပါတယ်။အဲ deductible နဲ့ဆက်ပြီးတော့နောက်ထပ်သိထားရမယ့်အသုံးအနှုန်းကတော့ co-insurance ပါ။ co-insurance ဆိုတာကတော့အပေါ်မှာပြောခဲ့တဲ့ဒီ deductible ပမာဏကုန်သွားပြီးတဲ့ခါကျရင်ကျန်တဲ့အမောင်ကိုကိုယ့်ဘက်ကပေးရတဲ့ရှားကင်နှုန်းဖြစ်ပါတယ်။ဆိုတော့အပေါ်မှာပြောခဲ့တဲ့ဥပမာမှာပဲကျွန်တော် deductible က2000ကိုကပေးပြီးလို့3000ကျန်တဲ့ပမာဏကို ကိုယ့်ဘက်ကရာဂိုင်နှုန်းဘယ်လောက်ထပ်ပေးရမှာလဲဆိုတာပေါ့နော်ဆိုတော့ဒီ data table နဲ့တွေမပြီးသေးဘူးပေါ့ဒီ co insurance မှာလည်းရာဂိုင်နှုန်းနဲ့ကိုယ်ကဘယ်လောက်ထပ်ပေးရမလဲဆိုတာကိုပြောတာပါဆိုတော့ဒီ co insurance မှာ20ရာဂိုင်နှုန်းလို့ရေးထားတယ်ဆိုရင်3020ရာခိုင်နှုန်းဖြစ်တဲ့600ကိုကျွန်တော်ထပ်ပြီးဆက်ပြီးတော့ပေးရမှာဖြစ်ပါတယ်။အဲဆိုတော့ကြံတာကတော့ကုမ္ပဏီကပေးမှာပေါ့နော်။ Happy ။အဲနောက်ထပ်စကလုံးတစ်ခုဖြစ်တဲ့ဒီ copay ဆိုတာကတော့ကိုယ်ကပေးရတဲ့အမောင့်ပါပဲ။ အဲကိုကဘလို့ပေးရလဲဆိုရင်တော့ तू ကဒီအကြောင်းကိစ္စကြီးငယ်ရှိလို့ဆောင်နေတဲ့တွေ့ရတဲ့အခါမျိုးဒီအားချမ်းကဲလို့နေရာမျိုးကိုပေးရတာမျိုးဆိုရင်အဲ့ဒီမှာအပြပြပြီးချင်းပေးရတဲ့ amount တခုပါရသောအပြင် plan bond booty ပြီးတော့ဒီ20ကနေ60ဒေါ်လာဝင်ကျင်လောက်ရှိပါတယ်။ဒီနေရာမှာကျွန်တော်မမဖီနဲ့ရှင်ပြောမယ်ဆိုရင်မာပြီးစေုံစေကန်းတွေမှာကဆရာဝန်ပြပြီးရတယ်ကျွန်တော်ကဒီအဲ့မှာကုန်တဲ့ဈေးကိုတခါတည်းရှင်းခဲ့ရတာပေါ့နော်။ အဲဒီမှာဆိုရင်တော့ကျွန်တော်ဆံဝင်ပြပြရတယ်အဲဒီကိုပေးဆိုတဲ့ပတ်စံပမာဏကိုဒီဆေးဟိုဆေးကန်းတွေကအရင်ယူထားလိုက်တာဖြစ်ပါတယ်အဲပြီးတော့မှနောက်ထပ်ဘလောက်ပမာဏထက်ကြရဲဆိုတာကိုအိမ်ကိုပို့ပြီးတော့ဒီ bill ပို့ပြီးတော့ဒါမှမဟုတ်လည်းသူတို့အသုံးတဲ့ဒီ online platform တွေကနေပြီးတော့အကြောင်းကြားတာဖြစ်ပါတယ်အဲကြတော့မှကိုကကြံတဲ့အမောင်းကိုထပ်ပြီးတော့ပေးရတာပေါ့နော်အဲနောက်တစ်ခုကတော့ out of pocket maximum ဆိုတာပါ အဲ့ဒါတော့ကျွန်တော်ဘောကပြောခဲ့တဲ့ဒီ detectable တွေကိုပေးတွေဒီကိုရင်ရှူရတဲ့စတဲ့ပမာဏတွေအများဆုံး limit လောက်ထားတဲ့ပမာဏဖြစ်ပါတယ်ဆိုတော့ကိုကဒီနှစ်ထဲမှာမထင်မှတ်ဖဲနဲ့เนาะဒီ operation တွေလုပ်ရမယ်အစိုးရစေကန်တွေသွားပြတာမျိုးဆိုရင်ဒီ detective ပမာဏတွေခိုးပေးတွေ co insurance တွေပေါ့နော်အားလုံးပေါင်းလိုက်လို့ဒီပမာဏတစ်ခုထိရောက်သွားပြီဆိုရင် ကိုယ့်ဘက်ကထပ်ပြီးတော့ပေးစရာမလိုတော့ပါဘူးအဲ့ဒါကိုကျွန်တော် out of pocket maximum လို့ခေါ်ပါတယ် ဒီကျမ်းမာရေးအတွက်ခြေဆောင်လက်ဆောင်ထားကို emergency fund စုထားတဲ့သူတွေကဒီပမာဏကိုကျွန်တော်ထည့်သွင်းတတိပြုတင်ပါတယ်ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ထပ်လာမယ့် episode ဗီဒီယိုမှာတော့အကြောင်းအကြောင်းကြောင့်ကျွန်တော်တို့စေယုံတက်ရတဲ့အခါကုန်ကြစိတ်ကိုဘယ်လိုမျိုးတက်တောင်းလုပ်လို့ရမလဲဆိုတဲ့နှီးလန်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်လူမျိုးအမေရိကန်ပြောင်းစုတွင်ကဘူးသူဒါနဲ့အသုံးဝင်မဲ့နှီးလန်းတွေကိုတည်ထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Burma to US Note Facebook နဲ့ YouTube page တွေကို follow and subscribe လုပ်ထားနိုင်ပါတယ် ကိုယ့်ရဲ့တွေ့ကြုံတွေရှိရင်လည်းလွတ်လပ်လပ်မြောက်ဝေနိုင်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ